ဲ့တော့ဟိုခေါင်းစဉ်တအောင်အောက်တစ်ခုတစ်ခုအောက်ကနေပြီးတော့ကျွန်တော်တို့ယူနီဖောင်းတစ်ခုတည်းနဲ့စစ်တပ်ပုံစံဖွဲ့စည်းရင်ဘူးမကောင်းဘူးလားပေါ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည်ကျွန်တော်လူငယ်တွေကိုဘယ်လိုပြုထောင်မလဲပေါ့နော်ဘယ်လိုကျွန်တော်တို့အစားထိုးမလဲပေါ့နော်အဲ့တော့ ဲ့ဒါတွေကျွန်တော်တို့စူးစမ်းကြရအောင်ဟိုအန်ယူဂျီနဲ့ဒေါ်လာရေးတက်တယ်နဲ့ခွဲထုတ်ရင်ကောင်းမလားပေါ့ပြောချင်တာကအန်ယူဂျီကတော့သီးသန့်ထားလိုက်ဒေါ်လာရေးတက်တွေကသီးသန့်ထုတ်လိုက်ပေါ့ဗျာအဲ့ဒါမျိုးခွဲထုတ်ရင်ကောင်းမလားပေါ့အော် ုရှင်းရှင်းပြောရရင်ဗျာဟိုလုစားနေတဲ့တိုင်းသားခေါင်းဆောင်ကြီးတွေကမပါဘူးဆိုရင်လေဒီအခု PDF တိုင်းသားတွေကိုပဲအစိုးရအဖွဲ့ထဲမှာဆွဲသွင်းလိုက်ပေါ့ဗျာအဲဂျန်စီဂျန်စီတိုင်းသားတွေပေါ့ကရင်ဂျန်စီကချင်ဂျန်စီရခိုင်ဂျန်စီနော်ဒီ ကရင်ဒီဂျန်စီချင်းဂျန်စီရှမ်းဂျန်စီပလောင်ဂျန်စီကိုကန့်ဂျန်စီဝါဂျန်စီတွေပေါ့ဗျာအဲ့လိုမျိုးဆိုရင်တော့အဆင်ပြေမလားပြီးတော့ပြေမဂျန်စီတွေပေါ့ဆီမလား ဆင်ပြေမလားပေါ့အဲ့ဒါလေကျွန်တော်တို့စဉ်းစားစရာပေါ့နော်ရှုပ်ကုန်လို့မရဘူးလေအခုကအာလုံးလက်ခံတဲ့အစိုးရဖြစ်ပေါ်တာဒီတနည်းပဲလုပ်လို့ရမှာလေဒုတိယမဟုတ်ရင်ကျွန်တော်တို့အတိုက်ခံအစိုးရဖွဲ့မလားအဲ့တော့ဒါမျိုးတွေပေါ့ဗျာ ဟိုမိသူတို့ဒီကြုံပိုင်ရှိကြီးများကိုနိုင်ဖို့အတွက်တော့ကျွန်တော်တို့ကနှီးမျိုးစုံနဲ့ညံရှိသမျှတုံးပြီးတော့ကစားရမှာပဲလေအဲ့တော့အဲ့ဒါဒီအားလုံးကျွန်တော်တို့စဉ်းစားကြည့်ကြရအောင်အတိုက်ခံဆိုရဖွဲ့မှာဒုသမွေလဲတကယ်လုတဲ့လူတွေနဲ့ပဲခေါင်းဆောင်နဲ့အဖွဲ့တစ်ဖွဲ့ချမလားဒါမျိုးပေါ့แค่กูเฉยตะคู่ไปเหมือนซุไปแล้วปุ๊บๆลิ้นๆซุนี่มะล่ะบ่ ရမလားသူတို့ကိုအချိန်ပေးလိုက်သူတို့အစီအစဉ်မဖြစ်သေးရတယ်ပြဿနာမရှိဘူးတကယ်လှုပ်ရှားနေတယ်ဒါပေမဲ့အခုစကိုင်းအဖွဲ့တွေရဲ့ပြောကြားချက်ရတော့သူတို့ရဲ့ဒီတက်ရင်ဒီမှာတော့ဒီဒူးဝါတွေကတက်ရင်မှုတွေဆိုတော့အမှန်ကတော့ KIA ရပဲတိုက်နေတာဗျာအမှန်ကတိလာတောင်ပိုင်းမှာလည်း KNU ပဲတိုက်နေတာဗျာအမှန်ကတော့ဒီအဖွဲ့နှစ်ဖွဲ့ကပဲတော်လိုင်းကြီးကိုဥဆောင်ပြီးတိုက်နေတာပါ အဲ့ဒါလေတေးကြတလောက်ရှိတယ်အခုတို့ရွှေချင်းမှာဆိုရင် PDF တွေကိုတိုက်ခိုင်းတာတဲ့ PDF တွေအတွေ့အကြုံရအောင်ပြီးတော့ KN KNL KNU KNDO မပါဘဲ PDF တွေစစ်စစ်နဲ့ရွှေချင်းကဒီတိုက်ရင်နောက်ခံတိုက်ရင်တရင်ကိုဝင်စည်းတာပေါ့ဗျာနော်ကျွန်တော်တို့ကပြောနေတယ်ရင်း200စီမံကျင်းကရင်းတရင်ကိုဝင်စည်းခြင်းပေါ့ဒါဆိုရင်တော့ဒါ PDF တွေလက်စွမ်းပြနိုင်ပြီဆိုတာလည်းပေါ်နေပြီလေ ဲ့တော့စဉ်းစားကြရတော့အများကြီးပေါ့ဒါပေမဲ့တေချာတစ်ခုကကျွန်တော်တို့အခုသွားနေတဲ့လမ်းကြောင်းကလမ်းမှန်လမ်းမှန်မဟုတ်ဘူးဖြည်းနေတာပေါ့ထင်သလောက်မပေါက်တာပေါ့ဗျာအဲ့ဒါကိုပဲကျွန်တော်တို့ကဘူးစ်လုပ်ဖို့ကြိုးစားတာအဲ့တော့ ဟိုခေါင်းစဉ်တအောင်အောက်တစ်ခုတစ်ခုအောက်ကနေပြီးတော့ကျွန်တော်တို့ uniform တစ်ခုတည်းနဲ့စစ်တပ်ပုံစံဖွဲ့စည်းရင်ဘူးမကောင်းဘူးလားပေါ့ကဘာခင်းချင်းကတော့ရှင်းရှင်းပြောရရင်ရုရှားရဲ့စီးပွားရေးကမြန်မာပြည်ရောက်ဖို့အနည်းဆုံး9နှစ်လောက်အချိန်ယူရမှာ တို့ပြောနေရုရှားရဲ့နျူကလ িয়ার တွေဘာတွေရောက်ွား9နှစ်10နှစ်အချိန်ယူအောင်ပါအဲ့တော့အဲ့လောက်တည်းမှာကျွန်တော်တို့ကအပြတ်တိုင်ရမှာတရုတ်ရဲ့ပါဝင်ပတ်သက်မှုကလည်းပေါ်တင်ကြီးဗျောင်တော့တရုတ်ကလုံးလို့မရဘူးအဲ့တော့ရှမ်းမြောက်ကိုတော့တရုတ်ကဝင်ဆွက်လို့ရနိုင်တယ်ဗျောင်တော့သူတို့လုံးလို့မရဘူးအဲ့တော့ဟို၄နှစ်တော့အချိန်ရမှာပေါ့နောက်တစ်ခုကကျွန်တော်တို့ ဒေတာတွေမှာရေကောက်ပွဲလုပ်ရင်မကောင်းဘူးလားပေါ့ရေကောက်ပွဲဆိုတာကကိုကရေကောက်ပွဲတစ်ခု လုပ်လိုက်ခြင်းအပြင်အဲ့ဒီလိုကဲအဲပြည်သူကိုယ်စားလှယ်တွေထွက်လာမှာပေါ့အဲ့ဒါပြည်သူကိုယ်စားလှယ်တွေနဲ့အခုဒီလက်ရှိတော်လိုင်းရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့အတန်ထုတ်ပေးလို့ရတာပေါ့ဗျာဒါမျိုးလေးလုပ်ရင်ရမလားပေါ့နောက်တစ်ခုကဟိုဟိုတိုင်းသားတွေကတော့သူတို့ရဲ့ဒေတာတွေကိုသူတို့ခိုင်မြဲအောင်လုပ်ရင် နေပြည်တော်မှာမင်းအောင်လိုင်တို့အစုကြံရင်လေသူတို့ကသူတို့ဒေသလွတ်မြောက်သွားမှာပေါ့အဲ့တော့အဲ့ဒီအစင်းကနေပြီးတော့အဲ့ဒီအစင်းကနေပြီးတော့ဒီတိုင်းသားတွေကပါပါလာအောင်ကျွန်တော်တို့ဘလို့ view ပါဆွဲပြီးတော့သူတို့ကိုဆွဲသွင်းမလဲပေါ့ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေစဉ်းစားစရာတွေရှိပါတယ် အန်ယူဂျီမှာ NLD ကပဲဆုံးဖြတ်နေတာကိုတော့သဘောမကျဘူးဗျာတော်လောက်ပြီလို့ထင်တယ်အန်ယူအန်အန်ယူက၄၅၆ယောက်ကပဲဆုံးဖြတ်နေတာကတော့သဘောမကျလောက်ဘူးတော်လောက်ပြီလို့ထင်တယ်အဲ့တော့သူတို့ကိုနိုင်ငံရေးအဖွဲ့အနေနဲ့ပဲဖယ်ထုတ်လိုက်ပြီးတော့စစ်ရေးကိုတည်တံ့ခွဲထုတ်လိုက်ရင်ရော KIA နဲ့ KIO နဲ့ခွဲထုတ်တယ်လို့ပေါ့ခွဲထုတ်ပလိုက်ရောအဲ့တော့ဟိုပြောချင်တာကဒီဘူကီစီနီးရရက်သားကပြီးတော့ကာကွယ်ရေးဝန်ကြီးလုပ်ပြီးတော့စစ်တပ်ကိုအုပ်ချုပ်မယ်ဆိုတာကိုလက်မခံတော့ဘူးကျွန်တော်တို့ကတော့သူနိုင်ငံရေးသမားတွေမျိုးတည်တဲ့နိုင်ငံရေးမှနေခဲ့တော့မင်းတို့စစ်သားလို့ချင်းဗိုလ်ချုပ်ယူနီဖောင်းပြောင်းစေဝစီချုပ်ယူနီဖောင်းပြောင်းကာကွယ်ဝန်ကြီးမရတော့ ရောကာဂေဝန်ကြီးကစစ်တပ်ကစစ်တပ်ကိုဥဆောင်တာမဟုတ်ပဲနဲ့စစ်တပ်ကိုစစ်တပ်ကပဲဥဆောင်တဲ့ပုံစံခွဲထုတ်ရင်ရောအဲ့ဒါဆိုလဲအန်နေဒီကသူ့အတူနိုင်ငံရေးရပဲသူနေခဲ့ပါစေပေါ့ဗျာအဲ့လိုဆိုရင်ရောဘာဘူဂျိုကွာမိုရိုဘူဂျိုဘူဂျိုအုပ်စုပေါ့ဒီဘက်မှာဆိုတော့ဘူဂျိုအဲ့လိုဖြစ်နေ။ဟို KNU မှာဆိုကျွန်တော်ကသဘောမကျတာက KNU မှာ KNU ကရင်စစ်ဘုတ်ချုပ်တွေကအတန်သိမ့်မထွက်ပဲနဲ့ဒီဒီနိုင်ငံရေးကောင်းဆောင်တွေဖြစ်တဲ့ကရင်ကောင်းဆောင်တွေကအတန်ထွက်နေတာမျိုးအလုပ်မဖြစ်ဘူးပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကပြပြသားသားစစ်တပ်တစ်ခုကိုဖွဲ့ရင်မကောင်းဘူးလားဒေါ်လာရေးတက်ဖွဲ့ပေါ့ဗျာအဲ့တော့ဖက်ဒရယ်တက်မတော်အနေထားကနေပြီးတော့ဒေါ်လာရေးတက်မတော်ဆိုပြီးတော့ပြောင်းရင်ရောဘူးမကောင်းဘူးလား အဲ့တော့တော်လိုင်းရေးအလံကိုအားလုံးပါဝင်တဲ့အလံအဖြစ်ပြောင်းမယ်ပေါ့ဗျာသူအနီနဲ့ကျဲတပွင့်အစားကနေပြီးတော့အားလုံးကိုကိုစားပြုတဲ့အလံလေးတွေပြောင်းဝင်ပြီးတော့အဲ့ဒီအလံအောက်ကနေကျွန်တော်တို့သွားမယ်သူတိုင်းသားတွေပါတာမပါတာသူကိစ္စလေးသူတို့ကျွန်တော်တို့ပါဖို့ပြောတယ်သူတို့မပါတာသူကိစ္စလေးကျွန်တော်တို့ကဒါအားလုံးနဲ့ဆိုင်တဲ့တပ်မတော်တစ်ခုအနေနဲ့ PDF ခေါင်းဆောင်တွေကိုဥဆောင်ခိုင်းလိုက်ရောက် ဥမာကရင်က PDF ကောင်းဆောင်ဒီပေါ့ဂျန်စီးတွေဂျန် X တွေပေါ့ကချင်အဲ့ဒါမျိုးတွေ꿰ထွက်ပြီးတော့ကျွန်တော်တို့စစ်စင်ကြီးကိုပြပြသားသား uniform တစ်ခု အောက်ကနေသွားရင်အလုံး uniform မရှိလို့မရတော့ပြောချင်တာကဗျာညဖက်နဲ့စစ်ပေးမတိုက်တော့ဘူးဗျာပစိုးနဲ့စစ်ပေးမတိုက်တော့ဘူးဗျာ ောစောကကျွန်တော်ဒီဗမော်တင်တယ်နော်ဗမော်ရဲ့ဗီဒီယိုတခုတွေ့တယ်ဘုံကြီးเจ้าကိုလေးနဲ့ပုံကျဲတာတဲ့အထက်မှာဟိုလက်နက်ကင်တွေ uniform တွေနဲ့တွေ့တယ်အဲ့ဒါကဘသူတွေလဲဒီ PDF တွေလား KIA လားမသိဘူးအဲ့တော့အဲ့လိုမျိုးစဉ်းစားရင်ရောမရဘူးလားပေါ့တို့ကျင်ကအနေဒီဒီကတိတ်နိုင်ငံကြီးဥဆောင်ခြင်းတို့တို့ထားခဲ့လိုက်တော့အစိုးရဖွဲ့တော့သူနေပါစေ။ စက်တက်နဲ့ခွဲထုတ်ပလိုက်တော့ပြောကြတာသူတို့ကပတ်စံမပြီးပတ်စံရှာပြီးပြီးဒီဘက်ကစစ်ရေးကတော့သူစီမံခန့်ခွဲမယ် PDF လည်းအိပ်ပဲမရှိဘူးကျွန်တော်အမြင်ကအားလုံးပါတဲ့တတ်တခုဖွဲ့ရမယ်အဲ့တော့အခုဒီတိုင်းသားလက်နက်ကိုင်တွေမပါရင်သူတို့ကိစ္စလေးဗျအဲ့တော့ပါရင်ねတိုင်းသားအစ်စ်လူငယ်တွေ အခုလက်ရှိပြီးသူတို့ပေါ်နေပြီ local pdf တွေပေါ့သူတို့တွေကိုဆွဲသွင်းရောအဲ့တော့ကျွန်တော်တို့ကတိတိကျကျတိုင်းမှုတွေ viewer မှုတွေတိုင်ရင်မှုတွေပြပြစကားခံပေါ့အဲ့တော့အဲ့ဒါမျိုးလုပ်ရင်ရောမကောင်းဘူးလားပေါ့ ဟို NUG ကကဘာကအတိမတ်ပြုတ်တာမပြုတ်တာအဲ့ဒါသူတို့ကိစ္စဗျာကဘာကြီးကအတိမတ်ပြုတ်လဲသူလက်နဲ့ပေးခြင်းပေးတယ်မပေးခြင်းမပေးဘူးဗျာမတော်ဟိုစီးနဲ့ပေါင်းနဲ့သွားတဲ့ကဘာကပေါ်တင်လက်နဲ့ပေးလို့မရဘူးအခုပဲကျွန်တော်တရင်တစ်ခုတွေ့လိုက်ရတယ်เนาะဒီရုရှားနဲ့အိန္ဒိယချင်းနိုင်ငံတွေပေါ့เนาะပြောရင်ဖင်လန်ပါမယ်ယူကရိန်းပါမယ် ်အက်စတိုးနီးယားပါမယ်ဂျော်ဂျီယာပါမယ်လက်ဗီးယားပါမယ်အဲ့ဒီနိုင်ငံတွေကသူတို့ကမြေမြုပ်မိုင်းဥပဒေကိုလက်မှတ်ထိုးတာတယ်သူတို့အဲ့ဒီဥပဒေကိုထွက်လိုက်ပြီဥပဒေတော့ကိုယ်တော်ပေါ်လေအော်အဲ့ဒီဥပဒေကိုလက်မှတ်ထိုးတာအတွက်သူတို့နိုင်ငံမှာမြေမြုပ်မချလို့မရဘူးပေါ့နေမိုင်းတွေအခုသူတို့အဲ့ဒီအဲ့ဒီဥပဒေကနှုတ်ထွက်လိုက်ပြီသူတို့ရုရှားနယ်စပ်တွေမှာမြေမြုပ်မိုင်းတွေချတော့မယ်ဒါကြောင့်လေ မီမုံမိုင်အန်ဒီရဲ့နောက်မှာလောလောဆယ်ရုရှားစစ်တပ်သူတို့ကမကျူးကျော်ဘူးတဲ့မီမုံမိုင်လောပါပြောတာကဥပဒေဆိုတာအ short တင်းရှိတယ်လေဟိုတမရာထရန်ကိုတိုင်းသူကဒီလူမှုကြီးကြပ်ရေးကို၆ဖို့အတွက်သူကမက်ဂနာကာတာလို့ခေါ်တဲ့ HBS ကော်ပါလောကိုသူကပယ်ဖြတ်တော့မှာရွှေ့ဆိုင်မှာပေါ့ခဏချုပ်မှာပြောချင်တာကလူတယောက်ကိုဖမ်းဆီးပြီးရင်တရားရုံးပို့เสียရမလိုဘူး တရားသူကြီးရဲ့အမိန့်ကိုခံစရာမလိုဘူးအဲ့တော့ဖမ်းတဲ့လူရဲ့သဘောပြောချင်တာကအိုက်ရေကဲတုံးကဖမ်းရင်ရေကဲတုံးသဘော FBI ဖမ်းတဲ့အတည်းသဘောအဲ့တော့တက်သေးပြစရာမလိုဘူးပေါ့ဗျာသူတို့ဥပဒေပြင်ပါပဲတချို့ကအဲ့ဒါကိုသဘောကျူကြတယ်ဘာကြောင့်လဲအဲ့လိုလှုပ်လိုက်လို့နိုင်ငံသားတွေမလာနိုင်တော့ဘူးသူတို့နေဆက်ကိုတားပြီးသားဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့ဒါမျိုးလှုပ်လိုက်တာဖြစ်တဲ့တွေ့ဒီဘုကရက်တဲ့ အမှတ်တွေလည်းအခုကြောက်နေရပြီအခုပဲဒီမြို့တော်ဝန်အဖမ်းခံရတာ ਨੇ ပတ်သက်ပြီးဒီအမျိုးသားလုံခြုံရေးဝန်ကြီးဌာနကနောက်ထပ်ဖမ်းဆီးမှုတွေလာတော့မယ်ဆိုတာပြောချင်တာအိန္ဒိယဆန္ဒပြတဲ့ဒီမိုကရက်တစ်အမှတ်နှစ်ယောက်လည်းဆက်ဖမ်းတော့မယ်ဆိုတဲ့သဘောမျိုးပေါ့အဲ့တော့အခုအတာမန်ပြည်သူမပြောနဲ့နိုင်ငံသားမပြောနဲ့နော်ဟိုအမေရိကန်ကိုမနေတရရမှာရောက်တဲ့ចောင်းသားဗီဇာနဲ့ရောက်ပြီးမှ ဟိုဝက်ပါမိတ်နဲ့လုပ်တဲ့လူမပြောနဲ့တချို့ကလည်းနိုင်ငံခုလုပ်ကင်းဆိုင်လန်တင်ပြီးတော့ဝက်ဗီဇာနဲ့လုပ်နေတာမပြောနဲ့အမေရိကန်နိုင်ငံသားအစ်ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေတောင်အစိုးရကဒီရဲတွေကထောက်လှမ်းရေးတွေကဖမ်းမှာကို ကြောက်နေတဲ့ဘဝကိုရောက်သွားပြီတအူအမေရိကန်မှာအခုသူတို့ရဲ့ဆွေးနွေးပွဲကတစ်ဆင့်ချင်းတက်လာပြီဟိုတော့ကတော့ တရားမွေနိုင်ငံခြားသားခိုးဝင်လာတဲ့လူဆိုင်ရောက်စားတမ်းမရှိတဲ့လူကျောင်းသားဗီဇာအခုကပါလေ permanent resident အမြဲတမ်းနေထိုင်ခွင့်ဝတ်ပါမြင့်သမားနိုင်ငံသားအခုနောက်ဆုံးအဆင့်ကဘယ်ထိတက်လာပြီလဲဆိုတော့ပြည်သူတွေရွေးချယ်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်တရားစီရင်မှန်တိုင်းဥပဒေပြုရေးမှန်တိုင်းကလွှတ်တော်ကိုယ်စားလှယ်တော်သူတို့ကိုလက်ဖမ်းမှာကြောက်နေရပြီလက်တွေလည်းဖမ်းလိုက်ပြီ မြို့တော်ဝန်ဖပြလိုက်ပြီနောက်တဲ့လွတ်တော်ကိုယ်စားလှယ်နှစ်ယောက်ကိုလည်းဖမ်းဖို့အတွက်အစဉ်သင့်ဖြစ်နေပြီလို့ပြောတယ်ပြီးတော့ဖမ်းပြီးရင်လည်းကနတော်မက်ဂနာကတာယဟီဘီယက်စ်ကောပါလူရူယာတရားရုံးပို့စရာမလိုဘူးတရားသူကြီးကိုဘာမှစင်ကြေပေးစရာမလိုဘူးအစိုးရကအာဏာပိုင်တွေကအပြစ်ရှိလို့ဖမ်းတယ်ဒါပဲ ယာယီထိမ့်သိမ်းထားတာကိုတလားထိမ့်အခုဒီအဲတူရကီနိုင်ငံသူပေါ့နော် PhD student ကိုဖမ်းသွားတာကတရားသူကြီးအမိန်နဲ့6လအချုပ်ကြပြီးတော့အခုပြန်လွှတ်လိုက်ပြီမနေ့ကပဲပြန်လွှတ်လိုက်ပြီအဲ့တော့6လလောက်တော့ဆွဲ6ပတ်လောက်တော့6ပတ်ပေါ့6ပတ်ကြာတယ်6 week ပေါ့6ပတ်လောက်ဆွဲထိန်နိုင်လို့ရပြီ ာဖြစ်ပြနေတဲ့အနေထားတိုင်းပဲသွားပါလေအဲ့တော့အဲ့လိုခွဲထုတ်လိုက်ရင်မရဘူးလားအိန္ဒိယနဲ့ပါကစ္စတန်ကတို့ယာယီအပြစ်ခတ်ရဲလိုက်တာပေါ့နော်။ဘာဆက်ဖြစ်မလဲတော့မသိပါဘူး။အတန်ထက်သွားပြီလား။ အဲ့တော့အိမ်ထဲမှာလည်းဘေးကပြဿနာပဲအပြင်မှာလည်းပူတယ်အဲ့တော့အဲ့တော့အနောက်ရက်များဖြစ်နေရှိနေလားမသိဘူးခါတိုင်းအိမ်ထဲမှာပြောကောင်းနေတာပဲနော်အနောက်ရက်များဖြစ်နေပြီလားမရှိနေလားမသိဘူးလာရပြုတ်ပြုတ်ကြကြတယ် အဲ့တော့အဲ့လိုခွဲထုတ်လိုက်လို့မရဘူးလားဘူးအကောင့်နဲ့ဆိုပြတာပါပဲเนาะအဲ့တော့ဟိုအန်ယူဂျီကိုဘလို့နားချမလဲဆိုတော့အန်ယူဂျီကနိုင်ခြင်းရင်တို့လောရမှာပဲလေအန်ယူဂျီကဟိုရွေးချယ်စရာတိတ်မရှိဘူးကျွန်တော်ပြောချင်တာ ြည်သူသဘောဖြစ်ရမှာပေါ့နော်သူတို့လည်းနိုင်ကျင်နေဆိုရင်ပူကောင်းမဲ့နေဒီကိုသူတို့ယူရမှာပေါ့သူတို့အဲ့ဒါကိုကောင်းမှနေလို့မရဘူးလေဒါတော့ energy ကသဘောပေါက်ဘူးလို့လေပြစ်နေကဝါဒဖြန့်မဲ့အချိန်ဟိုပတ်စံရှာမဲ့အချိန်ဟိုနိုင်ငံတကာညီလာခံတွေလိုက်တက်ပြီးတော့ငါတို့ကိုထောက်ခံပါတယ်လူရဝင်ကျင်တဲ့အချိန်ကပြီးသွားပြီ။လက်တွေ့လလုံးရမယ့်အချိန်ပဲ တော့သူကုလသမဂ္ဂပဲတက်လဲတက်ရကျွန်တော်အမြဲတမ်းထောက်ပြနေတယ်ပါလက်ဆိုင်ကကုလသမဂ္ဂမှာတာမတ်ရှိတယ်အဲ့ဒါလဲကာဇာကြည်သွားတာပဲဟိုနိုင်ငံတကာမှာလူယာဝင်ယုံနဲ့အလုံးမဖြစ်ဘူးဗင်နီဇွဲလားရဲ့အတိုက်ခံအစိုးရကိုဥရောပနိုင်ငံတွေကတရားဝင်အသိမှတ်ပြုတယ်လို့ကြေညာတာပဲဒါပေမဲ့ဗင်နီဇွဲလားမှာအာဏာရှင်ပဲအုပ်ချုပ်နေတာအဲ့ဒီအာဏာရှင်ကိုဒီနေ့အမေရိကန်အစိုးရကအသိမှတ်ပြုလိုက်ပြီး ဗင်နီဇိုလာနဲ့အဆင်ပြေနေပြင်းပြေနေတယ်အဲ့တော့မြေမြေပြင်မှာကိုမထိမ့်သိမ့်နိုင်ပဲနေနိုင်ငံတကာကအတိပြက်ပြုတ်ခြင်းမပြုတ်ခြင်းဟာအဲ့ဒီ ਉਹ ကိုတွေ့ကလက်နဲ့ရဖို့အဆင်မပြေဘူးပြောချင်တာအဲ့တော့ဟိုကျွန်တော်တို့ကမြေဆန်းခရမ်းပြုပုံစံနဲ့ဟိုအချိန်နေနောက်ဆက်9နှစ်10နှစ်အနည်း20မကြဘူးတွေ့ပေါ့နော်ကျွန်တော်တို့ကစားထိုးရမှာ တယောက်ကြာရင် နောက်တစ်ယောက်ပေါ့အဲ့တယောက်သုံးမကြာရင် နောက်တစ်ယောက်ပေါ့အဲ့တော့ကျွန်တော်တို့မှာဘယ်မှာလဲဒီတရင်မှုတွေဒီခေါင်းဆောင်တွေကိုအစားထိုးမဲ့ခေါင်းဆောင်တွေအဲ့ဒါကိုကျွန်တော်တို့ကလုပ်ဖို့လိုတယ်အဲ့တော့အေးလဲစစ်တပ်ကိုစစ်တပ်ပုံစံနဲ့တိုက်သွားတာနေမြေရပြီးမှသူတို့ကနိုင်ငံရေးအဖွဲ့ကြီးညာလာ အဲ့တော့စစ်တပ်ကိုစစ်တပ်ပုံစံနဲ့ပဲတိုက်ဖို့လိုနေပြီအဲ့တော့အဖြေကအဖြေကရှင်းရှင်းလေးပဲအဲ့တော့စစ်တပ်ကိုစစ်တပ်နဲ့တိုက်ဖို့တွေ့ဒီကျွန်တော်တို့တိုက်ဖို့เนาะဒီကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးတပ်ကို အစိုးရဆိုတာ ਨੇ ခွဲထုတ်ဖို့လိုနေပြီအဲ့တော့အစိုးရဆိုတာ ਨੇ ခွဲထုတ်ဖို့လိုနေတာဖြစ်တာဖြစ်တဲ့အတွက်အဲ့ဒီစဉ်းစားပုံကိုသိချစဉ်းစားကြည့်ကြရအောင်အဲ့တော့မိကုံးလေးတွေဖြည့်ပေးမှာပါလိုင်းကထက်နေလဲကြည့်ရမှာပါအခုကရွေးချယ်စရာမရှိဘူး ဒီမှာပဲပြောရမှာဘယ်မှလက်ရွှေ့စရာနေရာမရှိဘူးလက်ရှိနေတာအပြင်မှာရမ်းပူနေတယ်အဲ့တော့အတန်လေးကြားရင်ရပါပြီเนาะအဲ့တော့ရွှေ့ရဖို့အဆင်မပြေဘူးပါအပြင်မှာနေ

ကြောင့်ကျွန်တော်ကဆောင်းတွင်းကိုကြိုက်တာဆောင်းတွင်းဆိုရင်အီတော့စကားပြောရတာအဆင်ပြေတယ်ကျွန်တော်ဒီနေ့အိမ်ရ Wi-Fi နဲ့တယ်လီဖုန်းမိုဘိုင်းနက်ဝက်နဲ့များချိတ်နေလားမသိပါဘူးအဲ Wi-Fi ပိတ်ထားပြီမဲ့လေတယ်လီဖုန်းနက်ဝက်ကပါပြီးတော့ crash များဖြစ်နေလားမသိဘူး အဲ့တော့မိကွန်းလေးတွေဖြည့်ပေးပါပါကျွန်တော်လည်းကြားတယ်ဒီထိုင်းမှာလည်းရေတွေကြီးနေတယ်လို့ပြောတယ်เนาะမိုးကြီးနေတယ်ပေါ့မနေ့ကလည်းမန္တလေးမှာရေတွေကြီးတယ်ပေါ့